ီနေ့အစပြီးတော့ဘုရားသခင်ကိုကြီးစွာချီးမွမ်းတဲ့အကြောင်းစာအုပ်တအုပ်ထဲမှာ၃မျိုး၃မျိုးချရေးကြည့်ပါဘုရားသခင်ကိုကြီးစွာချီးမွမ်းတဲ့အသက်တာဟာပြီးပြည့်စုံတဲ့အသက်တာဖြစ်တယ်အောင်မြင်တဲ့အသက်တာဖြစ်တယ်စုံလင်တဲ့အသက်တာဖြစ်တယ်အင်ပတမအတိတ်ပဲရှိတဲ့အသက်တာဖြစ်တယ်လို့ကျွန်တော်တို့ဘုရားသခင်ရဲ့ကြီးစွာချီးမွမ်းခြင်းအဖြစ်စစ်ပွဲတွေကိုအောင်နိုင်တယ်နိုင်ယိုးကြီးတွေဒီ ုံနေရန်ကြီးတွေပြူကြတယ်ထောင်တွေကနေလွတ်မြောက်တယ်အနာရောဂါတွေပျောက်ကင်းတယ်ဆိုတော့ကျွန်တော်တွေးရှိရတယ်ဒါကြောင့်ကြီးစုတော့ချီးမွမ်းကြည့်ပါကြီးစုတော့ချီးမွမ်းစရာတွေအများကြီးပဲရှိနေတယ်ဆိုတော့ကျွန်တော်တွေးရမယ်တချို့လူတွေဆိုလို့ရှိရင်ဒီအင်နာ၃ဆက်ကူတက်ကူကြီးစုတော့ချီးမွမ်းတယ်တေချာစဉ်းစားကြည့်ပါဒီအင်နာ၃ဆက်ကူမရှိဘူးဆိုလို့ရှိရင်ဘယ်လောက်ထိအခက်အခဲဖြစ်မယ်ဆိုတာနော်တချို့လူတွေကတော့ဘုရားသခင်ကဒီနှာခေါင်းကဒီအောက်ကိုကြာနေတဲ့အတွက်ကြီးစု ကျေးဇူးတင်တယ်ဒီနှကောင်းကပြောင်းပြန်ဖြစ်နေမယ်ဆိုလို့ရှိရင်မိုးရွာလို့ရှိရင်မိုးရီတရားဝင်มาဖြစ်တယ်ဖျားသခင်ကိုကျေးဇူးတော်ချီးမွမ်းမယ်အကြောင်းတွေကိုကျွန်တော်တို့နေ့တိုင်းနေ့တိုင်းခြာရေးကြည့်ပါကျေးဇူးတော်ချီးမွမ်းကြည့်ပါဒီဟာဆိုလို့ရှိရင်ဖျားသခင်လိုရှိတဲ့အရာဖြစ်တယ်လို့ကျွန်တော်တို့ဘဝအသက်တာကိုလည်းဒီစုံလင်တဲ့ပြည့်စုံတဲ့အသက်တာကိုရရှိစေနိုင်မှာဖြစ်တယ်ဖျားသခင်အားလုံးကောင်းချီးပေးပါစေ